ကယ်လို့ကိုယ့်အိုင်ဖုန်းလေးပျောက်သွားတဲ့အခါပြန်ရှာလို့ရပါလေဒီလိုပြန်ရှာဖို့အတွက်ဘာတွေလုပ်ထားမလဲဆိုတာကိုပြပြပေးသွားပါမယ်ပထမဆုံးအနေနဲ့ find my iphone ဆိုတာလေးကို on ထားပေးရပါမယ်ဒါမှ find my ကိုအသုံးပြုပြီးတော့ပျောက်သွားတဲ့ကိုယ့်အိုင်ဖုန်းရဲ့တင်နေရာကိုရှာလို့ရမှာပါဘလို့ဖွင့်ရမလဲဆိုတော့ setting app id find my find my iphone ဆိုတာလေးကို on ထားပေးရမှာပါ ။ on ပြီးရင်တော့အောက်မှာပါတဲ့ find my network နဲ့ senseless location လို့ကိုပါ on ထားပေးရမှာပါ။အဲ့ဒါမှာပျောက်သွားတဲ့ကို iPhone က offline ဖြစ်နေရင်လည်းကို phone ရဲ့ location လေးကိုရှာဖွေလို့ရမှာပါ။ပြီးရင်တော့ share my location ဆိုတာလေးကို on ထားပေးရမှာပါ။ဒီဆက်အလေးတွေပြီးသွားပြီဆိုရင်တော့ဘယ်လိုရှာရမလဲဆိုတာကိုပြပြပေးသွားပါမယ်။ဘလို့ရှာရမလဲဆိုတော့ MacBook ဒါမှမဟုတ်တခြား iPhone တစ်လုံးလုံးထဲမှာ FAID ကိုလောက်ရင်ဝင်ပါပြီးရင်တော့ Find My App ထဲကိုဝင်ပြီးတော့ဒီ device ဆိုတာလေးကိုနှိပ်ပျောက်သွားတဲ့ကိုယ့် iPhone ရဲ့ဒီနေရာကိုရှာလို့ရပါတယ် iPhone, iPad, MacBook စတဲ့ Apple device တွေကိုဝယ်ယူပြရမယ်။ဒီအချက်လေးတွေကမဖြစ်မနေလောက်ထားတဲ့အချက်လေးတွေပဲဖြစ်ပါတယ်။အဲ့ဒါမှလည်းကိုယ့်ရဲ့တံပိုးကြီးလာတဲ့ Apple device တွေတောက်ဆုံသွားတဲ့အခါအလဲတကူပြန်လဲရှာဖွေလို့ရမှာပါ။ကုသခြင်းထက်ကိုတင်ကောက်ွယ်ခြင်းကပိုတိောက်တာကြောင့်ဒီအချက်လေးတွေကိုမလောက်ရသေးဘူးဆိုရင်လိုက်လောက်ထားလိုက်ကြပါအောင်နော်။